ီနေ့မှာတော့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ပေါ်ဘလောက်ထိထိရောက်ပြင်းထန်ခဲ့သလဲ။နာဒန်အစ်ဖာဟန်နဲ့ဖော်ဒေါ်လိုအဓိကနျူကလ িয়ার ဆက်ရုံတွေမှာဘလို့မျိုးပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့လဲ။အစ္စရေးရဲ့စစ်စင်ရေးနည်းပညာတွေဘလောက်ဆန်းသစ်ပြီးတိကျခဲ့လဲ။နောက်ဆုံးမှာဘလို့ထိတ်တန်းသိပ္ပံပညာရှင်နဲ့စစ်ဘက်အရာရှိတွေတေဆုံးခဲ့ရလဲဆိုတာကိုအသေးစိတ်သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်။ ။လေရင်စင်း200လောက်ဟာအစ္စရေးရဲ့နီဂက်ဒေတာကလေရင်ပြေးလည်တွေကနေမှောင်မှောင်မဲမဲတွေကပြန်တက်လာပြီးသူတို့ရဲ့တခုထီးသောရည်ရွယ်ချက်ကတော့အီရန်ရဲ့လျှို့ဝှက်မြေအောက်နျူကလ িয়ার ဆက်ရုံတွေကိုဖျက်ဆီးဖို့ပါပဲ။ပြစ်မှတ်ထားတဲ့နေရာတွေကတော့နာတန်၊အစ်ဖာဟန်နဲ့ဖော်ဒေါ်တို့ပဲဖြစ်ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုပုံစံ Israeli တပ်ဟာ F35I Adelsty Fighter လို့ခေါ်တဲ့ရန်သူရေဒါကနေရှာမတွေ့နိုင်အောင်လုပ်ထားတဲ့တိုက်လေယာဉ်မျိုးစားပါ F16I Super နဲ့ F15 IRAM လို့ခေါ်တဲ့တိုက်လေယာဉ်တွေအပြင် Gulf Stream လို့ခေါ်တဲ့ Electronic စစ်ဆင်ရေးသုံးလေယာဉ်တွေကိုပါအသုံးပြုခဲ့ပါတယ်။တရင်တွေအရ F35 Iadel တွေဟာသူတို့ရဲ့လေယာဉ်ကိုယ်တိုင်ထဲမှာဝှက်ထားတဲ့73တန်အလေးချိန်ရှိတဲ့ GBU 57ဘုံးတွေကိုတဲဆောင်လာပြီးတိတ်ဆိတ်စွာပြန်တန်းလာခဲ့တယ်လို့ဆိုပါတယ်။ GBU 57ဘုံးဆိုတာမြေအောက်ကိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်ပြီးမှပောက်ကွဲနိုင်တဲ့ဘုံးမျိုးစားပါ။အဲဒါကြောင့်မြေအောက်စက်ရုံတွေကိုတိုက်ခိုက်ဖို့အသုံးပြုတာပါ။ F15 I RAN တွေကတော့သူတို့ရဲ့အတောင်ပံထိပ်မှာ GPU 28ဘုံးတွေကိုတက်ဆင်ထားတယ်လို့သိရပါတယ်။ဒီလေယာဉ်တွေအီရန်ပိုင်နယ်ထဲကိုဝင်ရောက်လာပြီး electronic အတားအဆီးတွေကိုဖျက်ချော်လိုက်တဲ့အခါပြစ်မှတ်တွေကရှင်းရှင်းလင်းလင်းပေါ်လာပါတော့တယ်။အဓိကပြစ်မှတ်ကတော့အီရန်ရဲ့အနှစ်နဲ့အလားလားတိစောက်ထားတဲ့ nuclear စက်ရုံပဲဖြစ်ပါတယ်။ပြစ်မှတ်တွေထဲမှာနာတန်ဟာအရေးကြီးဆုံးမြေအောက် nuclear စက်ရုံဖြစ်တာကြောင့်ဦးစားပေးတိုက်ခိုက်ခံရတာပါ။စစ်စင်ရေးမတိုင်ခင်က အစ္စရေးဘက်ကဂျိုရုပုံရိပ်တွေနဲ့ထောက်လဲရေးအချက်လက်တွေအများကြီးရထားခဲ့ပါတယ်။ဥပမာဆက်ယုံရဲ့မြေအောက်မှာရှစ်လွာအထိနေတာ၊လေဝင်လေထပ်ပေါက်တွေဘယ်မှာရှိတာ၊ဒုံးကြီးထိပ်ဖို့အစ်တက်ထားတဲ့အခန်းတွေစီကိုဥတီနေတဲ့ကွန်ကရစ်အစ်တွေရဲ့ဆိုးဆွမှုအစနာတွေဒါတွေကဓာတ်မှန်ရိုက်တဲ့ပုံစံမျိုးမြေအောက်မှာဘာတွေလုပ်နေလဲဆိုတာကိုခြေရာခံနိုင်စေပါတယ်။ပြီးတော့မြေအောက်ပြွန်တွေကနေထွက်လာတဲ့ဓာတ်ငွေတွေရဲ့အနက် spectral signature တွေကအစအကုန်သိနေကြတာပါ။ ဒီလိုချက်လက်တွေကြောင့်ဘဲဥမေလှိုင်ကောင်းကပူနေသေးလဲဆိုလိုတာကယူရေနီယံကိုထပ်ပြီးတန့်နေအောင်လုပ်နေသေးလားဆိုတာကိုသိခဲ့ကြပါဗျ။ဒီလိုခိုင်မာတဲ့ထောက်ထားတွေရရှိပြီးတဲ့နောက်အဒဲလ်လေရဲ့အုပ်စုဟာမနေ့အာယုံတက်ချိန်မှာ GPU 57ပုံးနေနဲ့နာတန်ရှိမြေအောက်ဆက်ရုံကိုဖျက်ဆီးပစ်ခဲ့ပါဗျ။ပောက်ကွဲမှုကြောင့်မြေပြင်တုန်ခါမှုဟာစက္ကန့်30ကျခဲ့ပြီးငလျင်အာယုံခံကိရိယာတွေက3.2 magnitude အင်အားရှိတဲ့ငလျင်တစ်ခုကိုမှတ်တမ်းတင်ခဲ့ပါဗျ။ ။ BBC ကထုတ်ပြန်ခဲ့တဲ့ဂျိုဒူပုံရိပ်တွေအရလဲတမ်မနစ်ကွန်ကရစ်အမိုးခုံးရဲ့အပေါ်ဆုံးလွှာမှာမီတာ20ကနေ25မီတာအနက်ရှိတဲ့ကတော့ပုံအပေါက်ကြီးတွေဖြစ်နေတာကိုတွေ့ရပါတယ်။ဒုတိယ GBU 57ဘုံပေါက်ခွဲမှုကြောင့်အောက်ထပ်တွေရဲ့လျှက်စစ်တပ်အားထောက်ပံ့မှုတွေပြတ်တောက်သွားပြီးယူရေနီယံကိုတန့်စင်ပေးနေတဲ့ဆက်တွေရဲ့လက်ပတ်မှုနှုန်းကတုံညာအထိကျဆင်းသွားခဲ့ပါတယ်။ဆက်ကောင်းဆိုတာကယူရေနီယံတန်းဝေကိုမြန်နှုံးမြင့်လှည့်ပြီးယူရေနီယံကိုစစ်ထုတ်ပြီးတန့်စင်အောင်လုပ်တဲ့ဆက်တွေပါ။ အခန်းထဲကဖီးယားတွေရုတ်တရက်ပြောင်းသွားလို့ဆက်ကောင်းရဲ့အစိတ်ပိုင်းတွေဟာလည်းကြေမွသွားခဲ့ပါတယ်။စုစုပေါင်းပျက်စီးဆုံးရှုံးမှုကတော့ပထမ48နာရီအတွင်းမှာနာတန်ရဲ့မြေအောက်ဆက်ကောင်းစနစ်စုစုပေါင်းရဲ့35ရာခိုင်နှုန်းကအလုံးမလုံးနိုင်တော့ဘူးလို့ဆိုပါတယ်။ဒါဟာအရန်ကိုမြင်မာတဲ့ပျက်စီးမှုရာခိုင်နှုန်းပါပဲ။ဘာကြောင့်နာတန်ကအဓိကပြင်းမဲ့ဖြစ်ရတာလဲ။နာတန်ကအဓိကပြင်းမဲ့ဖြစ်ရတဲ့အကြောင်းရင်းတွေရှိပါတယ်။ မြေအောင်မီတာ80လောက်မှာလေပတ်နေတဲ့ IR6 ဆက်ကောင်းတွေကထွက်တဲ့အပူကိုဂျိုတုတွေကနေခြေရာခံနိုင်ခဲ့လို့ပါ။ဒါကြောင့် Israel မှာတိုက်ခိုက်ဖို့လုံလောက်တဲ့အချက်လက်တွေရခဲ့ပါတယ်။ Nuclear Threat Initiative နျူကလ িয়ার ထိန်းချောက်မှုဆိုင်ရာအဖွဲ့အစည်းရဲ့အဆိုအရနာတန်မှာမြေပေါ်ဆောက်အုံ6ခုနဲ့မြေအောက်အဆောက်အုံ3ခုရှိပြီးအဲ့ဒီတဲကနှစ်ခုဟာစက်ကောင်း9000လောက်ကိုထားနိုင်ပါတယ်။ဒါကြောင့် Israel ကဒါရီကိုအရေးကြီးတဲ့ပြစ်မှတ်အဖြစ်သတ်မှတ်ခဲ့တာပါ။ အီရန်ရဲ့နျူကလ িয়ার စွမ်းရည်အတွက်အဓိကကျတဲ့ဒီဆက်ယုံမှာလုံလောက်တဲ့လုံခြုံရေးအစီအမံတွေမရှိတာကလည်းအစ္စရေးရဲ့တတိထားမှုကိုဆွဲဆောင်ခဲ့တဲ့အချက်တစ်ခုဖြစ်ပါတယ်။နိုင်ငံရဲ့လေဘဟိုမှာတည်ရှိနေတဲ့အစ်စဖာဟန်ရှိအီရန်ရဲ့နျူကလ িয়ার ဆက်ယုံပျက်စီးမှုအတိုင်းအတာကိုတော့တိုက်ခိုက်ပြီးနိုင်ရင်အနေငယ်ကြမှာတယ်တိတိကျကျပြောဖို့ခက်ခဲနေပါသေးတယ်။အစ္စရေးနဲ့အီရန်တို့ဘက်ကတိုက်ခိုက်မှုရဲ့တက်ရောက်မှုနဲ့ပတ်သက်ပြီးကွဲလွဲတဲ့ပြောဆိုမှုတွေထွက်ပေါ်နေပါတယ်။ဒါ့ပြင်မဲ့ IAEA ပြည်ပြည်ဆိုင်ရာအမှုမြူစွမ်းရည်အေဂျင်စီကတော့စက်ရုံအေရီယာတွေကအရေးကြီးတဲ့အဆောက်အုံလေးကိုပျက်စီးခဲ့တယ်လို့စနေနေ့မှာကြေညာခဲ့ပါတယ်။ဒီကြေညာချက်ဟာအီရန်အမှုမြူစွမ်းရည်အဖွဲ့အစည်းရဲ့ပြောရေးဆိုခွင့်ရှိသူဘီရုစ်ကမာဗန်ဒီရဲ့အစောပိုင်းပြောဆိုမှုနဲ့တော့ကွဲလွဲနေပါတယ်။ကမာဗန်ဒီကစက်ရုံတစ်ခုဖြစ်တဲ့အီရန်ရဲ့အကြီးဆုံးနျူကလ িয়ার သုတေသနစခန်းမှာပျက်စီးမှုကနည်းတယ်လို့ဆိုပြီးစက်ရုံတွေကအဆောင်တစ်ခုသာမီးလောင်ခဲ့တယ်လို့သာသတင်းပို့ခဲ့တာပါ။ ဒါပေမဲ့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF အရာရှိတဦးကစနေနေ့မှာပြောကြားတဲ့အစည်းအဝေးမှာတော့ဒီ area မှာဆိုးရွားတဲ့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။စနေနေ့ကရရှိခဲ့တဲ့ဂျိုဒူပုံရိပ်တွေမှာလည်းဆက်ယုံတွေကအဆောက်အုံသုံးလုံးမှာထင်ရှားတဲ့ပျက်စီးမှုတွေတွေ့ရပါတယ်။ IAEA ကပြောခဲ့တဲ့စတုထမြအဆောက်အုံကိုတော့ပုံရိပ်တွေမှာချက်ချင်းမတွေ့ရသေးပါဘူး။ကျွမ်းကျင်သူတွေကဒီဆက်ယုံကိုတရုတ်ရဲ့အကူအညီနဲ့တိစောက်ခဲ့ပြီး1984ခုနှစ်မှာစတင်လက်ပတ်ခဲ့တယ်လို့ဆိုပါတယ်။ Nuclear Threat Initiative ရဲ့အဆိုအရ Isfahan မှာသိပ္ပံပညာရှင်3000ခန့်အလုပ်လုပ်နေပြီးဒီနေရာကို Iran ရဲ့ Nuclear အစီအစဉ်ရဲ့ဗဟိုချမှတ်အဖြစ် Israel တို့ကတန်တရားရှိကြပါတယ်။ Join နေသူတွေကဒီဆက်ယုံမှာတရုတ်လုံသိငယ်တဲ့သူတည်တနာဓာတ်ပေါင်းမှု3ခုဓာတ်ပြောင်းလဲပြီးတဲ့ဆက်ယုံလောင်စာစီထုတ်လို့ရေးဆက်ယုံနဲ့အခြားဆက်ယုံများတခွဲကမ်းများလဲလဲပတ်နေတယ်လို့မှတ်ချက်ပြုပါရစေ။စနေနေ့မှာ Israel ကာဝေးရေးတပ်ဖွဲ့ IDF အရာရှိတို့က အီရန်ဟာအစ်ဖာဟန်ဆက်ယုံမှာနျူကလ িয়ার ဘုံးတလုံးဖန်တီးဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ခိုင်မာတဲ့ထောက်လှမ်းရေးအချက်လက်တွေရရှိတယ်လို့လည်းပြောကြားခဲ့ပါတယ်။အီရန်ကတော့၎င်းရဲ့နျူကလ িয়ার အစီအစဉ်ဟာငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက်သာဖြစ်တယ်လို့ထပ်တလဲလဲပြောကြားထားပြီးအနုပြုဘုံးဖန်တီးမှုကိုညှင်းဆို့ထားပါတယ်။ယူရေနီယံတန်တရားလုပ်တဲ့လုပ်ငန်းတွေကိုတိတိတသာတိုးတက်အောင်လှုပ်ဆောင်ခဲ့ပေမဲ့လက်ရှိအချိန်မှာတော့အစ်ဖာဟန်နဲ့အခြားနျူကလ িয়ার မြေအောက်ဆက်ယုံတွေဟာအီရန်ရဲ့ရည်ရွယ်ချက်တွေကိုအကောင့်ထဲမဖော်နိုင်တော့ပါဘူး။ တတရားမြောက်တိုက်ခိုက်မှုလိုင်းကိုအစ္စရေးတို့ဘယ်ကိုဥတီမယ်ထင်ပါသလဲတိုက်ခိုက်မှုရဲ့နောက်ထပ်ပြစ်မှတ်ကတော့မြောက်ဘက်ရှိ Fordor ဆက်ယုံစီဥတီခဲ့ပါတယ် Fordor ဆိုတာကမြေအောက်ဥမယ်လိုင်းကောင်းတွေရှုပ်ထွေးတဲ့နေရာပါဒီနေရာဟာရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတက်စနစ်ပိုင်းဆိုင်ရာမှာ ပိုပြီးရစရာမရှိအောင်ပြတ်သွားခဲ့ပါတယ် Israel ရဲ့ Spike 2000ဒုံးကြီးတွေကို concrete ကြည်စံများလို့ခေါ်တဲ့နည်းပညာကိုအသုံးပြုပြီး 90ဒီဂရီကွေ့ကောက်နေတဲ့ဥမေလှိုင်ကောင်းနေရံတွေတဲကိုထိုးဖောက်ဝင်ရောက်နိုင်အောင်ထည့်သွင်းပစ်ခတ်ခဲ့ပါတယ်။ဒါကဓာတ်ရိုက်ထိမှန်မှုမျိုးမဟုတ်ပဲစက်ရုံရဲ့လုပ်ငန်းလေပတ်မှုကိုရပ်တန့်သွားအောင်လုပ်တဲ့ပုံစံမျိုးလို့ဆိုလိုတာပါ။ဒီအချိန်မှာ F15I ဂျက်လေယာဉ်တွေက Rome Pots လို့ခေါ်တဲ့လျှက်စစ်တန်းလိုင်းလိုင်းထုတ်လွှင့်တဲ့ကရီယာ EMP Electromagnetic Fox တွေကိုတပြိုင်တည်းပစ်ချခဲ့ပါတယ်။ EMP ဆိုတာကလျှက်စစ်ပစ္စည်းတွေ Electronic စနစ်တွေကိုခဏတာဖြစ်စေအပီးတိုင်ဖြစ်စေပျက်စီးအောင် လုပ်နိုင်တဲ့လျှက်စစ်တန်လိုက်လှိုင်းတွေပါဒီ EMP filter တွေကအီရန်ရဲ့ကာဝေးရေးစနစ်ကွန်ရက်ကိုစက္ကန့်ပိုင်းတွင်အလုံးမလုံးနိုင်အောင်လုံးဝထိန်းချုပ်ပစ်လိုက်ပါတယ်အဲဒီနောက်မှာတော့ spike 2000လို့ခေါ်တဲ့ဒုံးကြီးလမ်းညွန်စနစ်နဲ့ပြင်ဆင်ထားတဲ့ဘုံးတွေကိုအစုလိုက်ပြုံလိုက်၅ချိန်ဇက်တိုက်ပြက်ခတ်ခဲ့ပါတယ်ဒီဘုံးတွေကဥမေလှိုင်းကောင်းဝင်ပေါက်တွေကိုပိတ်ဆို့လိုက်ပြီး GPS jamming ကိုကြော်လွှားနိုင်အောင်စနစ်တကျပြုလုပ်ထားတာပါ GPS jamming ဆိုတာက စည်ရေးအတွက်ရေးပါတယ် GPS နဲ့တွေကိုလမ်းလွဲသွားအောင်ဒါမှမဟုတ်အလုံးမလုံးအောင်နှောက်ရက်တာကိုပြောတာပါ Ford မှာတော့ Israel ရဲ့ဘုံတွေဟာဥမင်လှိုင်ကောင်းထဲမှာပောက်ကွဲခဲ့တာကြောင့်အတွင်းကကွန်ကရစ်ဖွဲ့စည်းပုံတွေပျက်စီးသွားတယ်လို့ဆိုပါတယ် Matching Technology လို့ခေါ်တဲ့နည်းပညာကြောင့်ပြစ်မှတ်ကိုအတိအကျထိမှန်စေနိုင်ပြီးမိုးဆူဆူရွရွရွာနေချိန်ဒါမှမဟုတ်တိမ်တွေအများကြီးရှိနေချိန်မှာတော့ Iran ရာရှိတွေအသေးအံနှိပ်ခဲ့တဲ့ analog backup cloud တွေတောင်အလုံးမလုံးတော့ပါဘူး analog backup cloud တွေဆိုတာက လျှက်စစ်စနစ်တွေ digital snack တွေပြတ်သွားရင်တော့လက်နဲ့ကိုယ်တိုင်ထိ ंछ ုပ်လို့ရတဲ့အရေးပေါ်ခလုတ်တွေကိုပြောတာပါဒါကဘာကိုပြတာလဲဆိုရင်အစ္စရေးရဲ့တိုက်ခိုက်မှုဟာအီရန်ရဲ့ကာကွယ်ရေးစနစ်တွေကိုလုံးဝရိုက်ချိုးနိုင်ခဲ့တယ်ဆိုတာပါပဲ Times of Israel သတင်းစာကနေထွက်ပြီးနိုင်နိုင်ငယ်ထိဖော်ဒေါ်ရဲ့တအားပေးနေရကနေမိဂိုတွေထွက်နေတုန်းပဲလို့ဖော်ပြခဲ့ပါတယ်နေထွက်ချိန်မှာဖော်ဒေါ်ရဲ့ဆိုင်းဘုတ်ကတော့ရှိနေသေးပေမဲ့အတွင်းထဲကစက်ကောင်းငန်းတွေရဲ့ထုတ်ဝက်လောက်ကလိန်ပြီးကောက်ကွေးပြက်စီးနေပါပြီ။ ဖော်တော့မှရှိတဲ့ IR6 စက်ကောင်းလိုင်း164ခုရဲ့60ရာခိုင်နှုန်းကဖြတ်စည်းခံခဲ့ရပါတယ်။စက်ကောင်းဆိုတာကယူရေနီယံတန်းငွေကိုအချိန်ပြင်းပြင်းလှည့်ပြီးနျူကလ িয়ার လက်နက်တွေလိုအပ်တဲ့ယူရေနီယံကိုတန့်စင်အောင် လုပ်တဲ့ဆက်တွေကိုခေါ်ပါတယ်။ဖော်တော့ရဲ့အခြေအနေဟာအစ္စရေးရဲ့တိုက်ခိုက်မှုတွေအောင်မြင်ဖို့အတွက်အရေးကြီးတယ်လို့ယူဆရပါတယ်။2023ခုနှစ်မှာ VNA ခြေဆိုင် IAEA ပြည်ပဆိုင်ရာအမှုမြွှန်းရေးအေဂျင်စီက Fordo မှာ83တသမာ9ရာခိုင်နှုန်းတန့်တင်မှုရှိတဲ့ ယူရေနီယံပုံမှားတွေရှိနေကြောင်းအတည်ပြုခဲ့ပါတယ်။ဒါဟာနျူကလ িয়ার ပုံတလုံးဖန်တီးဖို့လိုအပ်တဲ့60ရာခိုင်နှုန်းကျွဲဝမှုအဆင့် enrichment level နဲ့နှိစက်နေပါပြီ။နျူကလ িয়ার မူဝါဒစီတင်သည့်ရဲ့တွဲဘက်ဒါရိုက်တာ James Adam ကလည်း Fordo ရဲ့အရေးပါပုံကိုထောက်ပြခဲ့ပါတယ်။စက်ရုံကိုကာဝယ်ထားတဲ့ SAM မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စခန်းတွေထဲမှာစက်ရုံရဲ့9ကီလိုမီတာအကွာအဝေးပြင်တိုက်ခိုက်မှုအတွက်အသင့်ပြင်ဆင်ထားတဲ့ radar စနစ်နဲ့ battery တွေလည်းပါဝင်ပါတယ်။ အစ္စရေးအနေနဲ့ Nimrod 23 Hawk လို့ခေါ်တဲ့ SAM စခန်း၃ခုကိုဘက်ထရီ၃ခုစီနဲ့ပျက်စီးအောင်လုပ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ဒီစခန်းတွေဟာ45ကီလိုမီတာအထိဒုံးကျည်ပြတ်ခတ်နိုင်ပါတယ်။စတုထမြောက်တိုက်ခိုက်မှုလိုင်းကတော့အီရန်ရဲ့အနောက်မြောက်ဘက်ကိုဦးတည်ခဲ့ပါတယ်။ Tabrix မာကူလမ်းကြောင်းပေါ်ကဒုံးကျည်ထုတ်လို့ရေးဆက်ယုံ၃ခုကို ထိမှန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့အဓိကရည်ရွယ်ချက်ကအီရန်ရဲ့ဒုံးကျည်စီစဉ်ကိုပြစ်မှတ်ထားတာပါ။ ဒီဆက်ယုံတွေကတန်ချက်ကာထားတဲ့လေယာဉ်ယုံတွေမဟုတ်တာကြောင့် Israel က Dalek Crux missile နဲ့250 kg အလေးတင်ရှိတဲ့ JDAMs လိုမျိုးပေါ်ပါပြီးအတိုက်ခိုက်မြင်တဲ့ဒုံးကျည်တွေကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ American ယောဂထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာကရန်ပုံငွေထောက်ပံ့တဲ့ Sentinel-1 ဂျိုတုပုံရိပ်တွေမှာဆက်ယုံခေါင်မိုးတွေပေါ်မှာအပူချိန်အစနာတွေကိုတွေ့ရပါတယ်။ဒီနေရာမှာ F-16I Super Jet လေယာဉ်တွေကိုအသုံးပြုခဲ့တာပါ။ ။ Israel ရဲ့အမြင်ကနေကြည့်ရင်တခုတည်းသောလေယာဉ်ပျက်စီးဆုံးရှုံးမှုကတော့ F-16 အိုင်တစ်စင်းလေယာဉ်စီဖြစ်ပြီးပြုတ်ထွက်ပြီးဆင်းသက်ခဲ့ရတယ်ဆိုတဲ့သတင်းပဲရှိပါတယ်။ပြင်စမလိုင်းကတော့ Iran နောက်ပိုင်းကို ပြစ်မှတ်ထားခဲ့ပါတယ်။ AGM 88G ဒုံးကြီးတွေနဲ့ Rampage Crux Missile တွေကို Iran နောက်ပိုင်း Tehran Hamadan လမ်းကြောင်းတစ်ချောင်းမှာရှိတဲ့ S300 လေကာဘက်ထရီကိုအလုံးမလုံးနိုင်အောင် ပြစ်ခတ်ခဲ့ပါတယ်။ S300 battery တွေဆိုတာကလေကြောင်းရန်ကာကွယ်ရေးအတွက်အသုံးပြုတဲ့ဒုံးကြီးစနစ်တွေပါ။ radar မျက်နှာပြင်တွေဟာလျှက်စစ်ပြတ်တောက်မှု ချုပ်ရွေးမှုကြောင့် radar ပုံရိပ်တွေမကြည့်မနေဖြစ်သွားခဲ့ရပါတယ်။ F35 လေယာဉ်တွေက GBU 57B ဒါကို MOAB ဘုံအလုံးရဲ့မိခင်လို့လည်းခေါ်ကြပြီးအလွန်ကြီးမားတဲ့ဘုံကြီးကို လေရင်အတွင်းပိုင်းနေရာတွေမှာတည်ဆောင်လာခဲ့ပြီး F15 လေယာဉ်တွေကတော့ GBU 28 Banger Booster မြေအောက်ခံတိုက်တွေကိုဖျက်ဆီးတဲ့ဘုံတွေကိုတောင်ပိုင်းအောက်မှာတည်ဆောင်လာခဲ့ပါတယ်။ ဒီဘုံတွေအားလုံးဟာဆိုဖာလမ်းညွန်စနစ်လို့ခေါ်တဲ့တီးခြားလမ်းညွန်စနစ်နဲ့ချိတ်ဆက်ထားတယ်လို့ဆိုပါရယ်ဒီစနစ်ကကမ္ဘာလုံးဆိုင်ရာ GPS ကမ္ဘာလုံးဆိုင်ရာတီနီယာပြစနစ်အစားဂျူဒု၅ခုနဲ့လေကြောင်း platform တွေကနေရရှိတဲ့အချက်လက်တွေကိုအသုံးပြုတာပါဒါကြောင့်အီရန်မှာရှိတဲ့ GPS အနောက်ရှက်ပြီးတဲ့စွမ်းရည်တွေ GPS jamming စနစ်ကိုလည်းကြော်လွှားနိုင်ခဲ့ပါတယ်နောက်ဆုံးလှိုင်းကတော့အရေးကြီးဆုံး mission တွေထဲကတစ်ခုဖြစ်တဲ့ kinetic diplomacy ဓာတ်ရိုက်ဆက်ဆံရေးဖြစ်တန်တမန်ရေးအရာဖိအားပေးခြင်းလို့ခေါ်ရတဲ့ အီရန်သိပ္ပံပညာရှင်တွေကို ပြစ်မှတ်ထားတဲ့မစ်ရှင်ပဲဖြစ်ပါတယ်။ဒါအတွက် Mossad Israel ထောက်လှမ်းရေးအေဂျင်စီဟာလာပေါင်းများစွာကြိုတင်ပြီးကွင်းစင်းထောက်လှမ်းမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။အီရန်ရဲ့ Nuclear Agency ရဲ့မှတ်တမ်းတွေအရအရက်ဘက်၄ချောင်းခီးစဉ်အချက်လက်တွေနဲ့တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။မနက်စောစောအချိန်မှာတီဟီရန်မြို့ရှာမီလီစထရိတ်ပေါ်ကအထက်မြင့်တိုက်ခန်းတစ်ခုမှာ Bangal Busting Canyon တွေမြေအောက်ခံတိုက်တွေကိုဖျက်ဆီးတဲ့ဘုံတပြိုင်တည်းထဲပောက်ကွဲခဲ့ပါတယ်။ နိုင်ငံတကာမီဒီယာတွေရဲ့ဖော်ပြချက်အရအ ਨੇ စုံနျူကလ িয়ার သိပ္ပံပညာရှင်ကိုဦးတရက်ထဲသိဆုံးခဲ့ပါတယ်။ Israel ရဲ့တရားဝင်ကြေညာချက်တွေနဲ့ Times of Israel ရဲ့မြေပြင်သတင်းရင်းမြစ်တွေကိုကိုးကားပြီး Iran သိပ္ပံပညာရှင်အ ਨੇ စုံ14ဦးသိဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ Iran မှာသိဆုံးခဲ့သူတွေရဲ့စာရင်းမှာပညာရှင်တွေကြီးပဲမဟုတ်ပါဘူး။တော်လန်ရေးတပ်ဖွဲ့ရဲ့ဒေနာပတိဟူဆန်ဆာလာမီ Iran စစ်ဦးစီးကြောင့် Ludan Gamuhammad Bari နဲ့နေချောင်းရန်ကာဝေးဌာနချုပ်မှု ကွန်မန်အလီရာရှစ်တို့လည်းပါဝင်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေနျူကလ িয়ার ဆက်ယုံတွေဒုံးကျည်ထုတ်လုပ်ရေးအစီအစဉ်တွေနဲ့ထိတ်တန်းစစ်ဘက်အရာရှိတွေသိပ္ပံပညာရှင်တွေကိုဖျက်ဆီးဖို့အစ္စရေးဟာခဲယံတွေဘလောက်ကုန်ခဲ့လဲအချိန်ဘလောက်ကြာခဲ့လဲအစ္စရေးကာကွယ်ဝန်ကြီးဌာနကအသုံးပြုခဲ့တဲ့ Smart Ammunition Smart ခဲယံတွေရဲ့ကုန်ကြစိတ်ကိုတရားဝင် ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူးနိုင်ငံတကာမီဒီယာတွေရဲ့အဆိုအရအစ္စရေးရဲ့ဘန်နာတိုက်မှာရှိနေတဲ့ဒေါ်လာ300လောက်တညာတည်းကုန်ဆုံးသွားခဲ့တယ်လို့ဆိုပါတယ် စစ်စင်ရေးရဲ့စုစုပေါင်းကြာမြင့်ချိန်ကတော့ခန့်မှန်းချီ၄နာရီခွဲလောက်ပဲရှိပါတယ်။ဒီလိုပြင်းထန်ပြီးအကြမ်းဖက်တဲ့တိုက်ခိုက်မှုမျိုးကိုအရှိအလေပိုင်းမှာမတွေ့ရတာကြာပါပြီ။ဒီတိုက်ခိုက်မှုတွေနဲ့အစ္စရေးကဒေတာရင်းမှာဘာတစ်ခုမှအရင်လိုမျိုးတုံဆိုင်နေတဲ့အနေအထားမျိုးမှာရှိနေတော့မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုအချက်ပြနေတာပါ။အီရန်ကတော့၎င်းရဲ့နျူကလ িয়ার စွမ်းရည်ဆုံးရှုံးသွားတာကြောင့်အမေရိကန်ရဲ့စိတ်ဆက်ဆွေးနွေးပွဲစပွဲကိုပြန်လာဖို့ဖိအားပေးခံရနိုင်ပါတယ်။ တီရန်ဆိုရဟာလည်းပြန်လဲလက်တုံပြန်တိုက်ခိုက်မှုတွေလုပ်နေပါဗျ။ Tel Aviv နဲ့ Haifa လိုမျိုးမျိုးတွေဟာအီရန်ဒုံးကျည်တွေရဲ့ပြစ်မှတ်ဖြစ်နေပါဗျ။ဒါပေမဲ့ Israel ဆိုရကတော့ Operation Rising Lion ဟာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်လုံးဝပြတ်သုံးသွားတဲ့အထိဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးအီရန်ရဲ့လက်တုံပြန်တိုက်ခိုက်မှုတွေရှိနေပေမဲ့ဒုံးကျည်နဲ့ drone တိုက်ခိုက်မှုတွေရပ်တန့်သွားမှာမဟုတ်ဘူးလို့ပြောကြားထားပါဗျ။တနည်းအားဖြင့်ပြောရရင်နှစ်ဖက်စလုံးကအပြန်အလှန်တိုက်ခိုက်မှုတွေကိုအချိန်တစ်ခုအထိဆက်လုပ်သွားမယ်လို့ယူဆနိုင်ပါတယ် နောက်ဆုံးဘာရီဖြစ်လာမလဲဆိုတာကတော့မရှင်းလင်းသေးပါဘူးဖြစ်နိုင်ခြေတစ်ခုကတော့အစ္စရေးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တစ်ခုလုံးကိုဖျက်ဆီးပစ်တာဒါမှမဟုတ်တစိ့တစ်ပိုင်းကိုအလုံးမလုံးနိုင်အောင်လုပ်ပြီးဒီပဋိပက္ခကနေတီဟီရန်ကိုဖယ်ရှားပစ်တာပဲဖြစ်ပါတယ်နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့အီရန်ကအစ္စရေးကိုပုံမပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့ပြန်လည်တုံ့ပြန်ပြီးဒေတာရင်းပဋိပက္ခမဟုတ်ပဲကမ္ဘာလုံးဆိုင်ရာပဋိပက္ခတစ်ခုကိုမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ် ဘလို့အချိန်နေဖြစ်ပေါ်လာမလဲဆိုတာကိုတော့အချိန်ကပဲပြောပြပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ